မြန်မာနိုင်ငံတဝမ်းမှာရေဘေးကြောင့်နိုင်ငံတဝမ်းသေဆုံးသူ28ယောက်ရှိပြီးရေဘေးသင့်ပြည်သူတသိန်းခွဲလောက်ရှိနေတယ်လို့အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။ရေကြီးတဲ့ဒေသတွေထဲမှာစကိုင်းတိုင်းဒေသကြီးကလေးမြို့လည်းပါဝင်ပြီးတော့ရေဘေးတံကိုဆွဆွဝါဝါခန်းစားနေရတာပါ။ကလေးမြို့ရေဘေးအတွက်သွားရောက်သတင်းယူနေတဲ့သတင်းတောက်မရမင်းဦးကိုနောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်ပြီးမေးမြန်းထားတာတွေကိုတင်ဆက်ပေးမှဖြစ်ပါရဲ့ရှင်။ ဟုတ်ဟုတ်အမရေအခုအမကဒီရေဘေးကိုကြုံခဲ့ရတဲ့လူတွေပေါ့နော်အခုအစိုးရကဒီတရားဝင်ထုတ်ပြန်ထားတဲ့စည်ရင်ရသူဒီကလေးဒေသမှာဒီရေဘေးကြောင့်ဒီဆုံးမသွားတဲ့သူက၄ဦးရှိတယ်လို့ပြောတယ်အဲ့ဒါဖြစ်နိုင်မကပါဘူးရှင်မကပါဘူးဒီကလေးဝမှာကိုကကလေးဝကနေဒီကလေးမျိုးကိုကျမတို့အမျိုး၃ယောက်တွေပါရှင်မအေကြီးနဲ့တာဟိုတမီး၂ယောက်နဲ့နေမကောင်းတဲ့လူ၂ယောက်ပေါ့နော်အဲ့ဒါမေကြီးနဲ့ဆို၃ယောက်တည်တယ်တကယ်တော့မိသားစုက9ယောက်လိုက်ခဲ့တာ၄ယောက်ကတော့ လွတ်သွားတယ်သုံးယောက်ကအလောင်းမရပဲနဲ့တည်သွားရှင့်အမားတို့တမိသားစုတွေကိုသုံးဆုံးပါတယ်ပေါ့ဟုတ်တယ်ရှင့်ကလေးဝါကနေလာခဲ့ရရှင့်နောက်တစ်ခါကျတော့အခုရေဘေးကလွတ်ရအောင်ရှောင်တိန်ခဲ့ရတယ်ဆိုတော့အေးနေအိမ်တွေကိုခြံထားခဲ့ရတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့ကြားတဲ့သတင်းတွေကတော့ဒီနေ့အိမ်နေမှာခေါင်မိုးဖောက်ပြီးတော့မှသူဖောက်ထွေးမှုတွေအဲ့လိုမျိုးတွေဖြစ်တယ်လို့ကြားရခြင်းအဲ့ဒါတွေကရောဘယ်လိုရှိလဲဟုတ်ပါရဲ့ရှင်ကျွန်တော်တို့ရဲ့တလန်းပေါ်မှာဖောက်ပါရဲ့ရှင်အဲ့ဒါကျွန်တော်တို့လည်းခုမှအိမ်ကိုသွားကြည့်ရမှာအိမ်ကိုဖောက်မဖောက်ဆိုတော့ကျွန်တော်တို့က ုမှပြရရအောင်ဖြစ်ခဲ့တယ်။ဟုတ်ကဲ့အခုကဒီ data သွားပြီပေါ့နော်ဒီဒီလိုတော့ပြနေတဲ့သူတွေကိုဒီစစ်သားအနေနဲ့ရဲရဲကနေရောမတားလာအောင်ဆိုတော့ငွေရှိရှိတယ်ပေါ့နော်ဒီကြောက်သွားပြီးနောက်ပိုင်းမှာရောအမားတို့လိုမျိုးဒီဒီတော့ခတဲ့နေတူရပါရဆက်လုပ်သွားဖို့ရှိတယ်ဘယ်လိုချေနဲ့ရင်ဆိုင်သွားဖို့ရှိနေလဲဆိုချင်နေတဲ့ရင်ဆိုင် blast လာမှလည်းပြောလို့မရဘူးကြည့်သူကစံသေးပါလေကျင်းတော့ကျမတို့ကစားမှာပေါ့ ဆန်လဲကျမတို့အလဲကျို့ကျမတို့ထုတ်ကန်းပေါ်တင်ထားကြတာအဲ့ထုတ်ကန်းခေါင်းမိုးတော့ပြုတ်တယ်ဆိုတော့ဆန်လဲရတော့တော့ကျမတို့စားဖို့ပါတယ်ဟုတ်ကဲ့အမအနေနဲ့ဒီလိုပြောခွင့်ရမယ်ဆိုရင်ဗာများပြောချင်တယ်ဟိုကျမတို့ပြောခွင့်ရမယ်ဆိုရင်ဆယ်မြောင်းပန်ဆောင်းတွေလဲကြည့်ကြကြဆင်းရင်းတသိမ်းနဲ့ပေါ့နော်ဒီဆောင်းလေးရစ်တရားဆိုကျမတို့ချက်ပြန့်အောင်ပို့ပြီးတော့မှဟိုဆောင်းလေးထွန်းတာကိုလဲပေါ့နော်ကျမတို့အဲ့လိုမျိုးပေါ့ဆောင်းကျင်ကြီးရစ်ကျင်ကြီးချက်ပြန့်အောင်ကျမတို့လုပ်ပေးစီချင်ပါတယ် ပြည့်ပတ်သားကိုလည်းအဲ့ဒီကဆယ်မြောင်းနေရလဲကျမတို့ရေဒီဖောက်ချမယ်ဆိုလို့ဆက်ကျမတို့တရင်ဝယ်စီပေးတယ်ကျမရှင်ကျမတို့အခုကဘာမှမသိပဲနဲ့သူများကိုပြောလိုက်ဒီပြောလိုက်နဲ့ကျမတို့မှာရှောင်ပြေးရတာနဲ့ဖြစ်ခဲ့တာပါရှင်ကျမတို့60နဲ့ခုနခုနကဆက်ကျမရဲ့ရင်ကောင်းဆိုတဲ့ရောက်သွားရှင်အခုကကျမတို့ရဲ့ရင်ကောင်းကိုကျမတို့ရဲ့အိမ်ဖောက်ဘိုးကနှစ်ခါအိမ်ကြီးကအကုန်လုံးညှုပ်သွားတာပါရှင်ဘာမှမသိရပါဘူးရှင်ဟုတ်ကဲ့အခုမျိုးပြောကြရတဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်